တမအူးဆုံးအနေနဲ့ဝေဟမ်မင်းကြီးဖရန်စစ်ရဲ့တမိုင်းဝင်ကအမှုတွေအကြောင်းကိုပြောပြချင်ပါတယ်။ဝေဟမ်မင်းကြီးဖရန်စစ်ဟာဗာတီကန်ရဲ့အမြင့်အဆုံးယာတုတချို့မှာအမျိုးသမီးတွေကို ပထမဆုံးအကြိမ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ဥပမာဆိုရရင်2021ခုနှစ်မှာပြင်သစ်နိုင်ငံသူတီလာရှင်နာတတိဘက်ကော့ဖ်ကိုဘီရှော့ဖ်ဆိုင်နော့အဖွဲ့ရဲ့လက်ထောက်အတွင်ရေးမှု Under Secretary of the Sign Off of Bishops အဖြစ်ခန့်အပ်ခဲ့ပါတယ်။ ဒီကန့်အပ်မှုကြောင့်တိလရှင်နာတလီဘက်ကဟာဗာတီကန်နန်းတော်ရဲ့ညီလာခံတွေနဲ့ဆုံးဖြတ်ချက်တွေပေါ်ချမှတ်ရမှာမဲပေးခွင့်ရရှိတဲ့တမောင်ဦးဆုံးအမျိုးသမီးဖြစ်လာစေပါတယ်။ဒါဟာနှစ်ပေါင်းများစွာမျိုးသားတွေကိုသာခံအပ်ခဲ့တဲ့ရာထူးမျိုးမှာမျိုးသမီးတူဦးကိုတမောင်ဦးဆုံးတာဝန်ပေးလိုက်အပ်လိုက်တာမို့တမိုင်းလှည့်ပြောင်းတစ်ခုလို့ဆိုရမှာပါ။တနည်းအားဖြင့်ဝိဟမင်းကြီး Francis ကမျိုးသမီးတွေရဲ့ပါဝင်မှုကိုပုံပုံအားပေးမြင့်တင်လိုက်တာဖြစ်ပါတယ်။ ဒုတိယအနေနဲ့ပိုဟမ်မင်းကြီး Francis ဟာအသင်းတော်ရဲ့ဝတ်ပြုကိုယ်ွယ်မှုဆိုင်ရာကဏ္ဍတွေမှာမျိုးသမီးတွေအကြောရခင်ကပိတ်နေခဲ့တဲ့တကားချက်တချို့ကိုလည်းဖွင့်ပေးခဲ့ပါသေးတယ်။ပိုဟမ်မင်းကြီး Francis ဟာမျိုးသမီးတွေကိုစံစာဖတ်ကြားသူနဲ့ဝတ်ပြုအခုအပြင်ခန့်အပ်ပေးပြီးတော့တာနာရေးဆိုင်ရာလုပ်ငန်းကဏ္ဍတွေမှာလည်းမျိုးသမီးတွေကိုတရားဝင်ပါဝင်ဆောင်ရွက်ခွင့်ပေးခဲ့ပါသေးတယ်။အရင်ချိန်တွေမှာဆိုရင်ဒီလိုကဏ္ဍတွေမှာပါဝင်တဲ့မျိုးသမီးတွေကိုတရားဝင်အတိမတ်ပြုတာမျိုးမရှိခဲ့ပါဘူး။ ဒါမှမဟုတ်ဒီလိုကဏ္ဍတွေကမြို့သားတွေအတွက်သာတည်တံ့ရှိခဲ့တာမျိုးပါအခုလိုတရားဝင်ခွင့်ပြုလိုက်တာကဖျားရှိခိုးကြောင့်တွေရဲ့ဝိပုရေးခန္ဓာတွေမှာမြို့သမီးတွေရဲ့ပါဝင်မှုကိုပုံမမြင်သာတင်သာရှိလာစီပြီးတော့အသင်းတော်ရဲ့ခန္ဓာတွေမှာအမျိုးသမီးတွေရဲ့ပါဝင်မှုအခန်းကဏ္ဍကိုအလေးပြုလိုက်ကြလဲဖြစ်ပါတယ်။ဖိုယဟိုင်းမင်းကြီးဖရန်စစ်ဟာအမျိုးသမီးတွေဟာအသင်းတော်ရဲ့ကြောင့်မျက်ချက်တွေကိုချမှတ်ရမှာပုံမူပြီးကြဲကြဲပြန့်ပြန့်ပါဝင်တဲ့လို့လူသိရှင်ကြားပြောဆိုခဲ့ပူပါတယ်။ ကြားအပြင်အမျိုးသမီးတွေရဲ့အတန်ကိုပုံမနားချောင်ဖို့လိုအပ်တယ်လို့လည်းလေးအနက်ပြောဆိုခဲ့ပါတယ်။ဒီစကားတွေဟာကောင်းဆောင်ပိုင်းမှာရောအသင်းတော်ရဲ့မူဝါဒတွေချမှတ်ရမှာပါ။အမျိုးသမီးတွေရဲ့ရှူတောင်းအတွေးအမြင်တွေဟာအလွန်အရေးပါတယ်ဆိုတော့အတိမတ်ပြုမှုကိုပြသနေတာပါ။ချိန်မှာပြောခဲ့တဲ့ဟိုဟန်မင်းကြီးဖရန်စစ်ရဲ့အသင်းတော်တွင်ယာတူးတာဝန်ခံအပ်မှုတွေတကားဖွင့်ပေးမှုတွေ ညွန်ကြားပြောဆိုမှုတွေဟာမျိုးသမီးတွေရဲ့တံပိုးနဲ့အခမ်းကဏ္ဍကိုအတိမတ်ပြုဖို့နဲ့သူတို့တွေရဲ့ပါဝင်မှုကိုမြင့်တင်ကြဖို့ဦးတည်နေရဆိုတာကိုလည်းပြသနေပါတယ်။ဒါပေမဲ့ဒီကိစ္စတွေကနည်းနည်းရှုပ်ထွေးပြီးတော့ဆွေးနွေးညှင်းခုံမှုတွေကလည်းဆက်ရှိနေအောင်မယ့်အကြောင်းအရာတွေလည်းဖြစ်ပါတယ်။ဒီကိစ္စတွေဟာစီးရင်စရာတွေနဲ့ညာထူးတိုးမြင့်မှုတွေထက်ပိုနဲ့ဆိုင်ပါတယ်။ပုတ်ရဟန်းမင်းကြီးဖရန်စီဟာသူ့ရဲ့အာဏာကိုဘလို့တရိပ်အတုံးချပြီးအသင်းတော်ရဲ့ရာစုနှစ်ချီရိုးရတလေးကိုစိန်ခေါ်ခဲ့လဲဆိုတာကို အရေးပါတဲ့ဥပမာနှစ်ခုနဲ့ကြည့်ကြရအောင်ပထမတစ်ခုကတော့ပြန်သည့်တီလာရှင် Sister Natalie Becker ရဲ့အခန်းကဏ္ဍပါပဲသူဟာ Bishop Synod အဖွဲ့ရဲ့လက်ထောက်အတွင်းရေးမှု Under Secretary of Synod of Bishop အဖြစ်ခန့်အပ်ခံရတဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်ဒီအဖွဲ့ဟာအသင်းတော်ရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တွေကိုချမှတ်တဲ့အစည်းအဝေးပွဲပါယေရှုနှင့်ပေါင်းများစွာဘုန်းတော်ကြီးကြောင်းများ ကာဒီနေများသာပါဝင်ခဲ့တဲ့ဒီအစည်းအဝေးမှာမျိုးသမီးတွေကပါဝင်ဆွေးနွေးခွင့်သာရှိခဲ့ပါတယ်။ဒီအခြေအနေကိုပုဂ္ဂိဟမင်းကြီးကယိုရှင်းစွာ ဖြေရှင်းခဲ့ပါတယ်။သူဟာယာထူးကိုမြင့်တင်ရုံမကပဲနာသလီဘက်ကတ်ကိုမဲပေးပိုင်ခွင့်ပေးလိုက်ပါတယ်။ဒါဟာမျိုးသမီးတူအူကိုအတင်းတော်ရဲ့အမြင့်ဆုံးအာနာပိန်အဖွဲ့အထဲကိုတရားဝင်ခေါ်သွင်းလိုက်တာဖြစ်ပြီးပုဂ္ဂိဟမင်းကြီးအနေနဲ့လက်ရှိအာနာကိုအသုံးပြုပြီးယိုရာဖွဲ့စည်းပုံကိုပြောင်းပြစ်လိုက်တဲ့ပုံပြင်တစ်ခုပါ။ Thank you.